တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာကောင်းတဲ့ကာလဖြစ်တယ်အကျန်းစီရွေချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတွတ်တက်မယ်ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားသောအကျိုးပေးမှုနဲ့တွတ်တက်မှုတွေကိုဖြစ်ပေါ်မယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ပြိုရွယ်သူတွေစမ်းပွင့်မယ် မိသားစုနဲ့ဝေးကွာနေသူတွေပြန်လည်ဆုံစည်းရခြင်းကိုရှိတတ်တဲ့ကောင်းသောကံပြောင်းလဲတဲ့ဖြစ်ရက်တွေကတစဉ်ပြီးတစဉ်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီခဏအတွင်းမှာဖြစ်ပေါ်မဲ့နှမိတ်ကိုတွေ့ရပါလေ15ရက်နေ့ကရာရောက်ကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တယ်16ရက်နေ့မှာငွေဝင်တဲ့ပြပြန်ထွက်တဲ့ကိုကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုတော့ခိုင်နေရနေပဲ19ရက်နေ့မှာရှင်မန်းထားလာတဲ့လက်တွေနဲ့ကွာဟတဲ့မတော်တဆထိခိုက်မှုတွေကယူဆရမယ် လူ၄ယောက်တူခီးသွားခြင်းကိုရှောင်ကျင်ရပြီးအနောက်ရက်ကိုဥတည်သွားစေတဲ့ဖြစ်တတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ၃နာရီခွဲမှအရာရာသတိချားရမယ်။၁၈ရက်နေ့မှာတော့ကောင်းသောကံ တိုးတက်မှုတွေရှိလာတယ်။လူရပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့တဏှာပွင့်တဲ့နေထားရှိမယ်။၁၉ရက်နေ့ကကောင်းသောကံကျမှာစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှန်ဘူး။ကောင်းရမှာရှိတဲ့လက်ခတ်တွေထဲမှာမှာယာဟုဂျိုဆိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဟုဂျိုက ပြီးခဲ့တဲ့2020ခုနှစ်အောက်တိုဘာလ31ရက်နေ့ကဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်ဒီမှာရှိပြီးလူတွေကိုစိတ်နှောက်ရှစ်တွေဖြစ်တတ်တဲ့ကပန်ဝမ်းဝမ်းရှိတဲ့ဘေးစော့တဲ့ဇိုးတွေကတ်ဆိုးတွေကိုသူဖန်တီးတယ်အဲ့ဒီဒီနေ့မှာပဲရာဟုဂျူကမင်းရည်ရတဲ့ကောင်းရည်ကိုခုပြောင်းသွားတယ်ဒီ19ရက်နေ့မေလဒီကာလကောင်းခြင်းကိုစတင်ယူဆောင်တယ်ဆိုတာဒီเจ้าရာကိုအဓိကထားပြီးပြောရတယ် ဲ့တော့ကာလရှိကြအနှောင့်ရှက်တွေဖြစ်နေတဲ့ကိစ္စတွေပေးစောနေစိုးရရတယ်တဖြည်းဖြည်းတော့ရော့သွားမှာပေါ့ဒီလိုဂျိုပြောင်းကဒုက္ခပေးတာတော့မရှိတော့အခြားခြားသောပုံမှန်ဒေတာလေးတွေကတော့ဒီဂျိုเจ้าမဟုတ်တော့အခြားအเจ้าရာတွေကြောင့်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဂျိုစီဂျိုနေညာလို့ဖြစ်တဲ့နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ်နစရဲ့နေ့ကတော့အရာရာကောင်းခြင်းနမိတ်နဲ့တွေ့တဲ့ခြင်းလေးတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်။နစတရဲ့နေ့ကတော့ကိုယ်စန္ဒရွယ်ခြင်းနဲ့ ဘဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်စေခြင်းကိုရရှိနိုင်ပါတယ်။ကြာသာပရိနိဗ္ဗုဒ္ဓနေငါနေမွေးတဲ့သူတွေကောင်းကျိုးပေးတယ်။တနည်းလာနေသောကြာနေမွေးသူတွေဒုက္ခပေးတတ်တယ်။၃၆၉ကဏ္ဍနေအကျိုးပေးပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရအတွက်အဖြူရောင်ပန်းဝင်လေးတွေမကြာခဏဖျားကတ်သူပူဇော်ပြီးလောရာဆုတောင်းပါကျေးဇူးတင်ပါတယ်။တနည်းလာနေမွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာအမြင်တဲ့ကာလတစ်ခုဖြစ်ပေအတတ်ပညာနဲ့ပတ်သက်ရသော၎င်းအလုပ်ကိစ္စမှာသော၎င်းပြန်လည်ဆောင်ရနေပြီပြန်လည်လှုပ်ဆောင်မှုတွေကကိုယ့်အတွက်ထူးခြားတဲ့အကျိုးပေးမှုနဲ့မူလတဲ့ပူဇော်သောခံကိုရနေတယ်ဝေးကြီးကိစ္စမှာကိုပြောတာဆိုတာတွေဒီမှာအောင်မြင်ပေဟိုဝင်ကောင်းပေပဲစုဆောင်ရခဲ့တယ်ရှင်ပြန်မှုတွေမှာအောင်မြင်ပေ ကောင်းသောကြော်ကြားခြင်းကိုရရှိမယ်။လုံးသမျှချင်ရှားမယ်၊လူသိမယ်၊အများကသိမှတ်ပြုခြင်းကိုအထင်ရှားရရှိမယ်ကာလဖြစ်ပါတယ်။ဆန်ငန်းရည်နေမှာရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းဘဝတွန်းတက်ခြင်းနဲ့ကံမြမခြင်းကိုချမ်းမယ်။ဆက်ချောင်းရည်နေမှာရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်၊ပြီးမှဆင်ပြေမယ်။ဆက်ခွန်ရည်နေရတော့ထူးခြားတဲ့ကံကောင်းခြင်း၊အစီပြေခြင်း၊မိကောင်းဆွေကောင်းထောက်ကိုရခြင်းနဲ့မြတ်တရားရဲ့ကံကောင်းခြင်းတွေကြုံမယ်။ ်16ရက်နေ့မှာရံပတိပက္ခတိတွေကြုံပြီးဆင်ပြေမယ်19ရက်နေ့မှာထူးခြားသောကောင်းခြင်းကံနဲ့ကြိုးပမ်းခြင်းတွေရှိမယ်အဲ့ဒီနေ့ကငွေချေဌာနဥစ္စာနဲ့ပတ်သက်တဲ့ကောင်းခြင်းကံဌာနသိတိနဲ့ပတ်သက်တဲ့စံနဲ့ရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာပန်းဆံဝေဆက်ကူလေးတွေကို ရေဝဲဖြန့်ပြီးလူနဲ့ဆောင်လိုက်ရင်ကောင်းတယ်အဲ့တော့20ရက်နေ့မှာတော့ထူးခြားတဲ့အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ခဲခဲလေးတွေနဲ့ရှင်းပြလောက်ရမယ်20ရက်နေ့ကတော့ ။အရာရာပြောင်းပြင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ်။တနင်္လာနေ့သောကြံနေ့စနေနေ့ဘွေးသူတွေတပတ်တာတွင်ကိုကိုကောင်းစွာအကျိုးပြုနိုင်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့ဘွေးသူများကြောင့်စေနောက်ရှိတဲ့ဖြစ်တတ်တယ်။၄၆၅ကလည်းနေကြိုးပြီးတဲ့အညိုရောင်ပြရောင်မိခိုးရောင်တို့ကိုဝှစ်စင်သွန်းဆွဲပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်တူတူကြကြအောင်မြင်ခြင်းအစီအပြေခြင်းနဲ့ကောင်းကျင့်ကံတွေကိုရရှိနိုင်ပါလေ ဒီကာလအတော်အတွင်းမှာ19ရက်နေ့မှာထူးခြားတဲ့ဂျိုပြောင်းလဲတွေရှိတယ်အဲ့ဒီနေ့ကစပြီးတော့10ရက်ဆက်တိုက်အမဲသားရှောင်းလိုက်ပါထူးခြားတဲ့ကောင်းကျင်နာကန်တဲ့အချိုးပင်းချင်းကတ္တမာတွေကိုဖြစ်ထွန်းရရှိနိုင်ပါတယ်19ရက်နေ့မှာအသွာလာနေတိုင်းသူကြီးဆိုင်ပါလူ၄ယောက်တူတူကခီးသွားခြင်းလုံးဝမပြေတယ်အန်ရရှိတတ်တယ်အဓိကအဲ့ဒီနေ့မှာ ဒီအသွာလာနေတိုင်းယူဆိုင်ဖို့အထင်ကရပရိထားရမယ်အနောက်ရက်ကုန်တည်သောစံပြီးဖြစ်တတ်တယ်နေ့တနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွာလာနေတိုင်းထူးထူးယူဆိုင်ရမယ်အပြာရောင်မိခိုးရောင်နှုတ်နဲ့ရောင်ပန်းလေးတွေဖျားတင်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြပါလေကျေးဇူးတင်ပါတယ်ငင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာရပိုင်ခွင့်တွေလည်းဝင်ပြန်ရမယ်။ ချိုးချသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပေရေမှန်းထားသည့်တို့ကိုလက်တွေ့ကောင်းထည့်ဖော်၍အစစ်မြစ်သောနေထားကိုရမယ်။ခီးကိစ္စတွေဆင်ပြေမယ်။ရွေးရခဲ့အောင်ခွင့်ရနှမျိုးတစ်ပြိုင်တည်းထဲချုံမယ်။ခက်ခဲတဲ့နာကြောင့်ရွေးချယ်ရင်ကောင်းမယ်။ခီးကိစ္စတွေအောင်မြင်မယ်။ချစ်သူခင်သူရင်းနှီးသူများနဲ့မကြာခဏစကားများရတဲ့ကဲဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တဲ့မိတ်ဆွေပေါင်းစည်းအောင်များနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်။ဥတီကျဲပြောင်းပြီးလောကကြီးရဲ့ကောင်းသော အချိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။ 25ရက်နေ့မှာချိုးကြတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေကိုဖန်နေနိုင်တယ်။အကဲခဲအားလုံးကိုကြော်ပြီးဘဝတွတ်တက်မှုတွေအောင်မြင်မှုတွေကိုရအောင်ဖန်နေနိုင်နေပဲ။ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။26ရက်နေ့မှာအရာရာဆင်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝတွတ်တက်ခြင်းကိုကြော်မယ်။29ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းနှစ်သာသာရှိတယ်။ဒါပေမဲ့လူလေးယောက်တူချီသွားခြင်းမပြုရဘူး။အနည်းရှိတတ်တယ်။အဲ့ဒီနေ့မှာအနောက်ရောက်ကုန်တည်သွားစရာနည်းဖြစ်တတ်တယ်။ ေတနိုင်ခွဲနဲ့သုံးနိုင်ကြမှာသွာလာနေထိုင်ကျဆဲရမယ်။ဆက်ရှိရနေမှာတော့ရံပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစီအပြေမှုလေးတွေဖြစ်လာပြီးတော့လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်။၁၉ရက်နေ့ဟာထူးခြားသောနေ့တစ်ခုဖြစ်တယ်။အဲ့ဒီနေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုဖြစ်စေနေကြုံမယ်။၂၀ရက်နေ့မှာကောင်းသောကံကြမ္မာနဲ့နှစ်သာရရမယ်။အကြေကြေအလုံးကိုပြည့်လျောင်ဖြည့်ရှင်းနိုင်မယ်ခီးကံကောင်းမယ်။ ၂၁ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတွတ်တက်ခြင်းကိုမတွဲတေချာပေါင်းကြုံမှုရှိပါလေဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကိုနဲ့အကျိုးပေးတယ်တနင်္လာနေ့ဂျာသာပင်းနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်လေးတွေရှိနိုင်တယ်၊နှင်းငါဖုကနန်းနေ့ကိုနဲ့အကျိုးပေးတဲ့ကနန်းနေ့ဖြစ်တယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကဝတ်ဆင်သောဆွဲပြီးတော့အလိုရှိရာဂျာစီရဲ့ဂျာစီကျရွေချက်တွေမှာအထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ် မေလ16ရက်နေ့မှာအဲ့ဒီနေ့ကနေစပြီးတော့9ရက်ဆက်တိုက်အမေသားရှောင်းတူတူကြကြကောင်းခြင်းတွေအနာဂတ်မှာရှိလာပါလိမ့်မယ်ယေရှုတင်ပါတယ်ဗုဒ္ဓနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်ရေမှန်းချက်စရာမြင်မယ်အခက်အခဲအလုံးကိုကျော်လွှမ်းနိုင်မယ်မိမိလိုလားခြင်းနဲ့စန္ဒတို့ကို ရှေ့တို့လို့ရကောင်းသောကာလဖြစ်တဲ့ခီးကံကောင်းမယ်အမေဘွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးဂျမ်းမာရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့အတိုက်ခံကြမှာတိုးတက်မှုကိုဖန်တီးနိုင်နေမယ်။သားရည်နေမှာကောင်းသောကံကြိုးပမ်းမှုနဲ့တိုးတက်မှုတွေကိုရရှိမယ်။ပစ္စည်းပြောင်းရှာများတတ်တဲ့16ရည်နေမှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ကံမြမခြင်းတွေရှိမယ်။18ရည်နေမှာမတော်တဆထိခိုက်မှုတွေကိုပြုဆတ်ရမယ်။လူလေးယောက်ဒုက္ခီသွားခြင်းမပြုရ။အငြင်းကြီးမှလည်း နောက်နံပါတ်၄ခန်းပါတဲ့ကားတွေသွားလာနေတိုင်းမောင်းနေဖို့ကိုပြုဆက်ရမယ်အဓိကအနောက်ရောက်ကိုဒီသွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင် သွားလာနေတိုင်းပြုဆက်ရမယ်၁၈ရက်နေ့မှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ်၁ရက်နေ့မှာဝေးကြီးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်၂၀ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံတွေရှိမယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ် တခုတည်းမကတဲ့လုပ်တွေကိုလုပ်ရလိမ့်မယ်။၂၁ရက်နေ့မှာပြဿနာ2မျိုးဖြစ်ရှင်းရမယ်။အတိုက်ခံကြမှာတိုးတက်ဖို့ကိုဖဏိယရှိတဲ့နေသားကိုကြုံတွေ့ရလိမ့်မယ်။တနည်းကတွေတော့ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလာကြသာပြီးမွေးသူများကြောင့်စိတ်နှောင့်ရှစ်တွေဖြစ်တတ်တယ်။နှစ်ခုကိုကနန်ကျိုးပေးတယ်။အစိမ်းရောင်ဖြစ်အောင်နိုးနေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ။တပြေသုံးညဖျားကတ်လူပူဇော်ပြီးလိုရာကိစ္စတွေတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့ အကျိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ဇာတာပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025မေလ15ရက်ကနေ21ရက်နေ့တွင်ကာလမှာရန်အတိုက်ခံအနောက်ဆက်တင်ကြားရရဖြစ်သရမယ်။ကိုယ်ပေါ်မှာနောက်ဆက်တဲ့သူတွေကိုလမ်းကြောင်းကိုတားဆီးတဲ့လူတွေနဲ့လည်းတွေ့တတ်တယ်။စိတ်ရှည်ပြီးနေ ဝလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်။တပားသူဘက်ကဂရိပြက်လို့ကိုယ်မှဆောင်းရရတာဒီနေ့လဲတောင်းနေချက်ချသေးတယ်။အချိန်မှပဲအောင်မြင်တဲ့နောင်ကြောင့်တစ်တွေကိုကိုယ်ပိုင်ရည်တည်ချက်နဲ့လုပ်ခဲ့စီပြီလေ။အတူတွဲတဲ့အုပ်စုတွေစုပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စုကွဲမယ်။လူသစ်တွေနဲ့လည်းပြန်လဲဆက်ဆံရတဲ့။ဆောင်ရွက်ဆက်တမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်း၊ဂရိပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြစ်ရှိခြင်းတွေအတွက်ကောင်းတဲ့နေသား တို့တက်တဲ့ကံလေးတွေပေါ့ပေါ့မယ်။ဆန္ဒရည်တွေကရံများမယ်တိုက်ခတ်ပြမယ်။၁၆ရည်တွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်။စူပါလုံကံချိုးပေးမယ်။၁၉ရည်တွေဝေချေးပေးယူတည်ထားမယ်။မတော်တဆအပြည့်ဖြစ်တာပြုဆက်ရမယ်။အနောက်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်။နေတနိုင်ခွဲနဲ့ရက်တွေသုံးနိုင်တွင်သွားတော်ပြုဆက်ရမယ်။၁၈ရည်တွေကတော့ဝေချေးကံကောင်းခြင်းတပ်ပွင့်ခြင်းတို့ရာပြည့်စုံခြင်းကိုကြောင်း။၁၉ရည်တွေမှာ ရံများမယ်မနာလိုသူပြောမပေါ်များမယ်အတိုက်ခံများ20ရက်နေ့ကတော့အေးပါတယ်ဆုံးဖြတ်ချက်ချမှတ်ရ20ရက်နေ့မှာကြပိုင်ခွင့်နဲ့လက်ဝဲပြန်လဲရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းဒီမှန်ကြောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့ကောင်းထည်ဖို့တိုးတက်ခြင်းရှိကြာသပတိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့အင်္ဂါနေ့မွေးသူများစိတ်နှောင့်ရှေ့ပေးတတ်တယ်နဲ့ ေါ်ငါးကနန်းနေကျူပေးတယ်။အဖြူရောင်ဆင်းရောင်ပြီးဖို့ရောင်တို့ကိုဝယ်ပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ပါ16ရက်နေ့နေလာမှာစာရွက်9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါတူတူကြကြကောင်းခြင်းတံခတ်တွေရရှိလာပါမယ်။ကျေးဇူးတင်ပါတယ်။တောက်ချာနေပွေသွားလုံးမင်္ဂလာပါ။2025မေလ15ရက်နေ့ကနေ 21ရက်နေ့အတွင်းကာလမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းကြအောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ဒီကိစ္စဆောင်ရွက်နိုင်မယ်။အရာဝေးရကောင်းသောတည်င်းစရာချုပ်မယ်။ပစ္စည်းပြောက်တတ်တယ်။အင်ချမ်းကြီးကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ရှင်းကားလဲတယ်ပြောင်းလဲတွေ့စီစဉ်သူများဒီကာလအတွင်းအထမြောက်နိုင်မယ်။တွေးမိဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။ခလာရဲ့နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်။၁၆ရက်နေ့မှာငွေကြေးတန်ကောင်းပဲတက်ပွင့်ပဲ။ ်19ရက်နေ့ရန်တိုက်ခိုက်နေတဲ့ရှင်ပြည်တော်ရတဲ့တမတော်ဆရာနေပြဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစရာနေရှိတဲ့တဲ့နေ့တနင်္ဂနွေနေ့သုံးနိုင်ကြအသွာလာပြဆက်။ဆက်ရှိရနေရရာရာစီပြေမယ်။အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုရရှိမယ်။19ရက်နေ့မှာငွေချေးကောက်ကောင်းနဲ့ရမယ်ခွင့်နေတဲ့ဝယ်ပြန်ရမယ်။သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေဒုက္ခင်ကျိုးပေးနိုင်မယ်။20ရက်နေ့မှာရှင်ပြိုင်မှုမှာမြောင်ပြင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်။20ရက်နေ့မှာရာတိုက်ခတ်တဲ့ရှင်ပြီးမှာ လူရပြည့်စုံခြင်းနဲ့ဘဝကံမြန်မာခြင်းတို့ကိုရရှိနိုင်တဲ့အနေအထားကြုံတွေ့ရမယ့်ကံကြမ္မာရှိပါတယ်။ဇာတာပရိနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။ဒနေ့ကနေတန်းနာမွေးသူများကြောင့်ဆေးနောက်ဆက်ဖြစ်မယ်။တစ်နှစ်ခုကနန်းတွေချိုးပေးတယ်။အပြာရောင်ဆေးရောင်မိခွေရောင်တို့ကိုသုံးပြီးတော့လူရကိစ္စတွေဆောင်ရွက်ရဲ့သူကြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါနိုင်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့ 19ရက်နေ့ကနေစပြီးတော့9ရက်ဆက်တိုက်အမေသားရှောင်းလိုက်ပါထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်ယေရှုကျင်ပါနဲ့စနေနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်မေလ19ရက်ကနေ21ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလောကန်ခြင်းရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်သူတမားနဲ့မတူတဲ့ရှုတော်နေရာတွေကိုလှုပ်ပြီးတော့အစ်မြင့်မြောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ်။ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာ တခါမှမလုပ်ဘူးလို့တွန့်ဆုတ်မနေနဲ့လှုပ်ရှားရှိတဲ့လုပ်တွေရှေ့တိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့တိုးဆောင်ရွက်ခြင်းရဲ့အနစ်သာရကိုကောင်းစွာရရှိမယ်ကာလပါ၅ရက်နေမှာလှုပ်ရှားရှိတာလုပ်ပါအခက်အခဲတွေဖြေရှင်းမှာ၁၆ရက်နေမှာရံပတိဘက်ကတွေထိတ်တရင်ဆိုင်မှာအခက်အခဲအလုံးကိုထိတ်တရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ၁၉ရက်နေ့ဝေးကြီးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်မတော်ဆနေရောရုပ်ယူဆက်ရမှာပေါ့ အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာတည်းရှိတဲ့တဲ့နေ့တနင်္ဂနွေနဲ့သုံးနေကြသတိထားဆက်ရှိရနေ့မှာငွေကြေးလုံငန်းစီးပွားဘဝအဖြစ်အတိုက်ခံနေရလို့ထိတဲ့ရင်ဆက်ပြီးဖြည့်ရှင်းပြီးလိုရာပြည့်စုံမဲ့ဘသူဘာပြောပြောကိုလုံးစရာရှိတာရှေ့တုံးလို့ဝေဖန်သူတွေကောင်းထဲမှာမတဲ့နဲ့၁၉ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့ပဲအဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုရပောင်း40ပြင်ပြောင်းနေမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်မှန်ကိုယ့်အတွက်မှန်ကန်လေးမယ်ကောင်းလေးမယ် 20ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရအောင်လုပ်နိုင်တယ်။21ရက်နေ့မှာအခက်အခဲအလုံးကိုဖြေရှင်းပြီးလိုရာပြည့်စုံနိုင်တယ်။ဒီကလတော်တွေမှာကြာသာပရင်းနဲ့တောက်ကြံနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်။အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်။ကိုခုံငါးကနန်းနေအကျိုးပေးတယ်။အဝါရောင်ပြာရောင်နုံးနေအောင်တွေကိုသုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ်။ ပိုက်ဆံအကျွေးစေတစေအမွေးနံသာဖျားပြီးတော့ပိုက်ဆံတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါပဲယေရှုတည်ပါတယ်